ားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကိုအခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီနေ့3ရက်6လ2025မှာရန်ကုန်ဒလသရာကျိုးကြတယ်ဆိုတော့ဖြစ်စဉ်အကြောင်းအရာလေးပါ3တက်တင်ပေါ်ကြီးဖြတ်သွားရင်လည်းအချိန်မထိနိုင်ဖြစ်ပြီးတော့ဒလသရာကျိုးကြတယ်ပေါ့နော်ဆိုပြီးတော့အိုင်းပေါ်မှာတက်လာတာပါဒီတဲ့င်းကိုတချို့တွေကလည်း ထပ်မံပြီး share နေကြတယ်ဒီသတင်းကိုထပ်ပြီးတော့တင်နေကြတာတွေနဲ့အတိုင်းပေါ်မှာထင်အောင်ထင်မှားတွေဖြစ်နေကြတာကိုတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုသတင်းမှန်အချက်လက်မှန်လေးတင်ဆက်ပေးခြင်းလိုပါတကယ်တော့ဒီဖြစ်ရက်ကတကယ်ဖြစ်ခဲ့တာမဟုတ်ပါဘူးဒါက AI နဲ့လုပ်ထားတဲ့ဗီဒီယိုလည်းမဟုတ်ပါဘူးအဲဒီဖြစ်ရက်ကတော့တကယ်ဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့ ဒီဒလသကားကျိုးတဲ့ဖြစ်စဉ်မဟုတ်ပါဘူးဒါကဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ခဲ့တာပါဘယ်ချိန်ကဖြစ်ခဲ့တာလဲဆိုတော့တိုင်ဖုန်းကာရီနာ တိုက်ခတ်ပြီးတော့ဒီလိုမျိုးတံတားနဲ့တင်းမောနဲ့တိုက်မိပြီးတော့ကျိုးကျတဲ့ဖြစ်ဖြစ်စဉ်ပေါ့နော်ဒီဖြစ်ရဖြစ်ခဲ့တာကတော့ဇူလိုင်24 2024ခုနှစ်ကပါဒီနေ့3ရက်6လ 2025ရန်ကုန်မှာဖြစ်သွားတဲ့ဖြစ်စဉ်မဟုတ်ပါဘူးအဲဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီဖြစ်ရက်ကတကယ်မဟုတ်ဘူးဆိုတာကိုသိရအောင်လို့ဗီဒီယိုလေးတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ခုချိန်မှာလူတော်တော်များများကကပ်ဘေးမျိုးမျိုးနဲ့ဘေးဒုက္ခမျိုးမျိုးကြုံရပြီးတော့ပြဿနာပေါင်းစုံ ခက်ခဲပေါင်းစုံရင်ဆိုင်နေရတဲ့ချိန်မှာအခုလိုမျိုးသတင်းမှားတွေကိုမတင်သင့်ပါဘူးမိတ်ဆွေတို့အနေနဲ့လည်းဒီလိုသတင်းတွေကိုချင့်ချိန်ပြီးယုံကြဖို့တိုက်တွန်းခြင်းပါတယ် ဆိုရှယ်မီဒီယာမှာတွေ့ရတဲ့အရာတိုင်းကမှန်ကန်တဲ့အရာတွေတော့မဟုတ်ပါဘူးဆိုရှယ်မီဒီယာကြောင့်သတင်းအချက်လက်တွေစီးဆင်းမှုမြန်ဆန်တဲ့အထောက်အကူဖြစ်တာတွေလည်းရှိသလိုခုလိုမျိုးသတင်းမှားတွေ toxic ဖြစ်စေတဲ့သတင်းတွေလည်းမကြမကြာတွေ့နေရပါတယ်အဲ့တော့ကိုယ်မြင်တဲ့အရာတွေကိုချင့်ချိန်ပြီးတော့မှယုံပါတကယ်လို့ဒါရီယာအမှန်ကန်ဟုတ်မဟုတ်သိချင်တယ်ဆိုရင် Google က image search နဲ့ရှာကြည့်လို့ရှိရင်လည်းတွေ့နိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာတော့သတင်းအချက်အလက်မှန်ကန်တဲ့အကြောင်းအရာတွေနဲ့ဘုဒ္ဓတရားစရာတွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော် channel လေးကို like and subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်